လေးဟိုတယ်မှာပြုလုပ်တဲ့ 5ladies show ဆိုတဲ့ပွဲလေးကိုရောက်ရှိနေရပါ။ကျောင်းလျောက် taste မတူတော့ကိုကိုရိုင်းပြိသက်နေရခံစားပြီးတော့အကျဉ်းနဲ့တယ်ပေါ့နော်ကိုကိုရိုင်းတော့လေဒီဂျုံမှာဆိုလို့ရှင်မေလာအားလုံးနဲ့မှာအငယ်ဆုံးပေါ့နော်ကုကိုရိုင်းဆိုရတာထက်လေအဲ့လိုမျိုးအမရေတချင်းဆိုတာငါပေးရတာကိုအရန်သဘောကြတယ်အဲ့ဒါကြောင့်ရှေ့ဆုံးဝိုင်းကနေထိုင်နေတယ် လာတော့ပေါ့နော်အဲမန္တလေးမှာမင်္ဂလာမန္တလေးဟိုတယ်မှာပြုလုပ်တဲ့ Five Ladies Show ဆိုတဲ့ပွဲလေးကိုရောက်ရှိနေရပါဒီမှာဆိုရှင်တော့အားလုံးလေးစားကြရတဲ့ဆိုတော်တွေဖြစ်တယ်ဒီခိုင်အဲပြီးရှင်မမချောစုခင်ပြီးရှင်မဝိုင်းစုခိုင်တဲ့မဂျူဝဲနဲ့မိလာတို့တချင်းလေးတွေအခုဖြောပြနေရဖြစ်ပါရှင်ဟုတ် ေးမှာတော့အများကြီးဖြိုးပေးပေးတယ်ဒီနေ့ပွဲလေးကတော့အဲကျွန်တော်တငယ်ချင်းဝင်းခန့်ပေါ့နော်ဆိုတော့သူတို့ရဲ့တငယ်ချင်းတွေနဲ့ပေါင်းလုပ်ထားတဲ့ SNS Entertainment ညနေပြီးတော့မှအဲဒီနေ့မင်္ဂလာမန္တလေးမှာ Fight Lady Show လေးလုပ်တာပေါ့အဲ့နဲ့တငယ်ချင်းကနေပြောတော့ကိုတငယ်ချင်းတွေဆိုတော့အကြိုက်ပြောချင်ဘူးလို့အဲ့နဲ့ကျွန်တော်လည်းလာပြီးတော့ပါဝင်ဖြစ်တာပါပြီးတော့ကိုကြိုက်ရတဲ့ဟိုစီနီယာအကုန်လုံးနေမယ်ဆိုတော့လေဟုတ် ဂျူနီယာတယောက်ပါတယ်လေဂျူနီယာနဲ့ဆီနီယာဆီနီယာဘောလားဟဲ့ဆီနီယာဖက်ပြောလိုက်ဆီနီယာကောလို့ဆီနီယာကောဂျူနီယာမဟုတ်ဘူးလေဆီနီယာပဲဟုတ်မနော်မမထင်ခဲ့ဘူးဒီလိုပဲမင်းသာလာရမထလုံးဘူးရင်းရကောင်းတဲ့တောင်ချာ ဒီနေ့ကတော့ပထမပိုင်းဒုတိယပိုင်းဆိုတော့ total ကတော့၈ပုတ်၉ပုတ်လောက်ပေါ့တယောက်ကိုလေအဲ့ဒီမှာဆိုတော့ကျွန်တော်တို့ပြန်ဆိုတေးလေးတွေရောပြီးတော့ကိုပိုင်းသန်းစင်လေးတွေရောညက်ပြီးတော့ပေါ့အားလုံးလည်းအဲ enjoy လုပ်လို့ရမယ့်ချင်းလေးတွေရခံစားလို့ကောင်းမယ့်ချင်းလေးတွေသိဆိုကောင်းပါမယ်မဲ့ လာလည်းအဲ့လိုပေါ့နော်မေလာထွက်ထားတဲ့သချင်းအစ်စ်လေးလည်းဆိုပါမယ်ပြီးလို့ရှိရင်အားလုံးကြားမှုနေကြသချင်းလေးပေါ့နော်ပြန်ဆိုဒေးလေးလည်းပါမယ်ပေါ့နော်အခုကဒီပွဲရကြတော့အားလုံးချစ်ရတဲ့ဒါဆိုတော်ကြီးတွေဆိုတာပဲဆိုတော့သချင်းတွေအားလုံးကတော့အကုန်လုံးကြားမှုပြီးသားဖြစ်မှာပါဆိုတော့မေလာတော့ဒီပွဲလေးကိုရောက်လာတာရမ်းကိုပျော်ပါရဲ့သချင်းတွေနားထောင်ရတယ်ရမ်းပျော်ပါရဲ့ဟုတ် အဲကျွန်တော်ဆိုအခုအလက်ပြီးရင်လည်းနားထောင်ရတဲ့အချိန်မှာဟိုချိန်နဲ့နေရပါတော့ဟိုဝမ်းသာတယ်ဘာလို့လဲဆိုတော့ဟို taste တောင်တောင် taste မတူတော့ကိုကိုတိုင်းပြိဿနေရခံစားပြီးတော့ဟိုချိန်နဲ့တယ်ဘာလို့ကိုကိုတိုင်းတော့ဒီဆိုပွဲတင်းကရှိနေတဲ့အာဒီမှာလာချိန်နေတဲ့သူတွေလည်းအဲ့လိုမျိုးပဲသဘောချကြမယ်လို့ထင်ပါတယ်ကိုကိုလည်းပြောရမှာဟိုတော့သူများလည်းကိုကြိုက်တယ်တော့ ladies show မှာဆိုလို့ရှင်မေလာအားလုံးနဲ့မှာအငယ်ဆုံးပေါ့နော်အငယ်ဆုံးနဲ့အားလုံး senior အမတွေပဲဆိုတော့အမတွေတချင်းတွေလည်းအကုန်လုံးကြားမှုတယ်ဒီခိုင်းချင်းဆိုလို့ရှင်လည်းအကုန်လုံးရရပေါ့နော်ပြမချောစုကေမဝိုင်းစုတချင်းတွေမကျွယ်တချင်းဆိုတဲ့အများကြီးအကုန်ရရဆိုတော့အခုလိုမျိုးပေါ့နော်ပွဲပွဲမှာအကုန်လုံးကိုတွေ့ရတဲ့အတွက်တကယ်တော့မေလာတော့ဝမ်းသာတယ်ကိုကိုရင်ဆိုရတာထက်လေအဲ့လိုမျိုးအမတွေတချင်းဆိုတာအားပေးရတယ်အရန်သဘောကြတယ်အဲ့ဒါကြောင့်ရှေ့ဆုံးဝိုင်းကနေထိုင်နေတယ်အားပေးနေတယ်